Along may မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်း channel မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဘောလခဲမျိုးသိန်းတိုက်ပွဲတွင်စစ်တပ်မှဗိုလ်မှူးမျိုးမင်းသူအပါအဝင်စစ်သားအများပြားတည်ဆုံပြီးစစ်တုံးဘက်နှင့်လက်နက်ခဲအများဖမ်းဆီးသိမ်းပိုက်ရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ကရင်ပြည်ဘောလခဲမျိုးကိုအပိသက်သိမ်းပိုက်နိုင်ရေးထိုးစစ်ဆင်တိုက်ခိုက်နေပြီးစစ်တပ်မှဗိုလ်မှူးမျိုးမင်းသူအပါအဝင်စစ်သားအများပြားတည်ဆုံကစစ်တုံးဘက်လက်နက်ခဲအများလည်းသိမ်းပိုက်ရရှိထားကြ ောင်း KA စီရီတို့ဘုံမူကြီးဖုံးနိုင်ကသတင်းဌာနထံသို့အတည်ပြုပြောကြားပါရယ်မလ19ရက်နေ့မှာစ၍ဘောလခဲမြို့ရှိစစ်ကောင်စီလက်ကျန်တရင်စခန်းသုံးခုကိုအပီးသက်သိမ်းပိုင်နိုင်ရေးအတွက်ကရင်နီတော်လန်ရေးပူပေါင်းတပ်ဖွဲ့များကစစ်ကြောင်းသုံးကြောင်းဖြင့်ဒိုးစစ်စင်တိုက်ခိုက်လျက်ရှိရာနှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်းအကြမ်းဖက်စစ်တပ်မှဘုံမူမျိုးမင်းသူအပါအဝင်စစ်သားအများပြတိဆုံးကစစ်တုံးပန်းများလက်နက်ခဲယံများသိမ်းပိုက်ရရှိထားကြောင်းသိရပါရယ်စာရာကတော့ဒဗလောက်ရှိပြီးစစ် ရင်စရာတော့မပို့လာသေးဘူးဒါပေမဲ့တေဆုံးတန်ရာရထားတာလက်နက်ခရင်တချို့လည်းတင်းစီရရှိထားတယ်အတီကြတော့မတိရသေးဘူးဆက်သွယ်ရေးအခက်အခဲဖြစ်လို့တူတူငါငါချနေကြတော့ပို့ဖို့ကလည်းအချိန်မရသေးဘူးတိုက်ပွဲကဆက်ဖြစ်နေတယ်ရအောင်လုပ်မယ်လေအပီးသက်သိမ်းလိုက်မယ်မဟုတ်ရင်ရှုပ်တယ်ကျွန်တော်တို့ကအကိုင်းလိုက်ဖြတ်တော့စီရေးကြတယ်လေအခုကပရင်ဖြတ်လိုက်မလို့ဟူ KA စီရေးချုပ်ဘုံမူကြီးဖုံးနိုင်ကတရင်ဌာနထံသို့ပြောကြားပါတယ် ဗောလခဲပြူဟာတွင် စစ်ကောင်စီတပ်ကတရင်သုံးရင်အထိုင်ချထားပြီးရဟတ်ရင်ဖြင့်စစ်အင်အားများလည်းထပ်မံဖြည့်တင်းထားကြောင်းထို့ကြောင့်အပိသက်သိမ်းပိုင်နိုင်ရေးအတွက်ကရင်နီတော်လန်ရေးတပ်ပေါင်းစုမှစစ်ကြောင်း၃ကြောင်းဖြင့်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရပါတယ်ကျွန်တော်တို့ဘက်ကလည်းထိခိုက်ဒဏ်ရာရတာရှိတယ်တချို့ကြတာလည်းရှိမယ်ဒါပေမဲ့အသေးစိတ်ကတော့မသိရသေးဘူးကျွန်တော်တို့ကစစ်ကြောင်း၃ကြောင်းနဲ့တက်နေတယ်ဝိုင်းပြီးတော့ဖျက်ဖို့အလုပ်လုပ်နေပါတယ်အဲ့ဒါကတော့ဘယ်အချိန်ပြီးမလဲမသိဘူး ရှားတော့ကြတော့တလနီးပါလောက်ကြမှပြီးတယ်လေရှားတော့ဖြူဟာကအခုဘောလကဲဖြူဟာကတော့တရင်သုံးရင်ထိုင်ထားတာကိုတရင်သုံးရင်ဆိုတော့လူများမလားလူတော့တိတ်မရှိဘူးတော့ထင်နေဒါပေမဲ့ဟက်စကီးနဲ့လာချတာတော့ရှိတယ်ပေါ့ ဒါပေမဲ့ဒီနောက်ပိုင်းတော့မလာနိုင်တော့ဘူးထင်တယ်ဟု KAC ရေးချုပ်ဗိုလ်မှူးကြီးဖုန်းနိုင်ကပြောဆိုပါရယ်စစ်ကောင်စီတပ်ဘူဟာစကန်မှာပြည်သူလူထုနေထိုင်ရာရပ်ကွက်များအတွင်လက်နက်ကြီးများဖြင့်ရန်တမ်းပစ်ခတ်မှုရှိသောကြောင့်ပေါ်လက်ခဲမျိုးနေပြည်သူများဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရကြောင်းသိရပါရယ် ဆက်လက်ပြီးတန်ရန်တွင်ကြားဖြတ်နှင့်ပတ်သက်မှုကြောင့်ဖမ်းဆီးခံရသောခမခတိုင်းမှုဟာဘူချုံမြင့်ကျော်ထွန်းကိုစစ်ဆေးရာတွင်မူရစီနှင့်လက်နက်သေးယူမှုများပါပေါ်ပေါက်ပြီးပြည်ငိမ့်ဆန်းကားလိုင်းနှင့်ကားများပါပိတ်သိမ်းအေးအေးယူခံရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းတန်ရန်မြို့တွင်တရုတ်ကြားဖြတ်ငွေလိမ်ခိုင်းများနှင့်ပတ်သက်မှုကြောင့်ဖမ်းဆီးခံရသောအရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရမခတိုင်းမှုဟာဘူချုံမြင့်ကျော်ထွန်းကိုစစ်ဆေးရာမှာမူရစီဝါနှင့်လက်နက်သေးယူမှုများပါပေါ်ပေါက်ပြီး၎င်းနှင့်ပတ်သက်သော ော့ပြည်ငိမ့်ဆန်းကားလိုက်နဲ့ကားများကိုပါစစ်ကောင်စီကပိတ်ပင်သိမ်းယူလိုက်ကြောင်းတသတင်းရင်းမြစ်ကပြောဆိုပါတယ်ကိုကန် MNDAAE တိုက်ခိုက်သိမ်းပိုက်ထားမှုကြောင့်တိုင်းစစ်ဌာနချုပ်လက်ကိုင်မရှိသော အရှိမြောက်တိုင်းစစ်ဌာနချုပ်တိုင်းမူဟောင်းဘိုချုံမြင့်ကျော်ထွန်းတိုင်းဦးစီးချုပ်ဘုံမူကြီးထွန်းနိုင်စိုးအပါအဝင်ထိတ်တန်းစစ်အရာရှိ ကြီး၅ဦးကိုဖေဖော်ဝါရီလအတွင်းစစ်ကောင်စီကတရုတ်ကြားဖြန့်ခိုင်းများထံမှငွေယူမှုဖြင့်ဖမ်းဆီးစစ်ဆေးခဲ့ကြောင်းယင်းနောက်တိုင်းဦးစီးချုပ်ဘုံမူကြီးထွန်းနိုင်စိုးမှမူပြန်လည်လွတ်မြောက်လာခဲ့ကြောင်းယင်းနောက်ရခင်တိုင်းမှုဟောင်းဗိုလ်ချုပ်မြင့်ကျော်ထွန်းနှင့်တန်ရန်မျိုးနှင့်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဘုံမူနေလင်းတို့ကမူရစေဝါနှင့်လက်နက်သေးယူမှုများတွင်ပါဝင်ပတ်သက်နေကြောင်းထပ်မံပေါ်ပေါက်လာကြောင်းသိရပါသည် ထို့သောပေါ်ပေါက်လာသည့်အတွက်၎င်းတို့နှင့်ပတ်သက်နေသောပြည်ငင်းဆန်းကားလိုင်းနှင့်ကားများအလုံးကိုစစ်ကောင်စီကသိမ်းယူလိုက်ကြအဆိုပါပိတ်သိမ်းအေးအေးယူမှုကိုရမခတိုင်းမှုအသည့်ဘုံမှုချုပ်အေမင်ဦးကဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရပါသည် ။တန်ရန်မြို့မှာပြည်ငိမ့်ဆန်းကားဂိတ်ကိုလက်ရှိရမခတိုင်းမှုဘိုဘူးကျုပ်အေမင်ဦးကလိုင်းဆွဲနေတဲ့ expat ကားရီရော အကုန်သိမ်းလိုက်ပြီးတန်ရန်ကနေရန်ကုန်ကိုမူရစ်စေဝါနဲ့လက်နက်တွေကိုအမြဲတမ်းတည်ဆောင်ပေးနေတာ။ကားလိုင်းကအရင်ရမခတိုင်းမှုဘိုကျုပ်မြင့်ကျော်ထွန်းနဲ့အဆင်ပြေတော့တိုင်းမှုကိုလှဆင်လာတိုင်းဆက်ကြီးပေးတယ်။ တန်ရံမြို့နယ်ဥက္ကဋ္ဌဘုံမူးနေလင်းကပါပါဝင်ပတ်သက်နေတော့ပြီးငိမ့်ဆန်းဂိတ်ကိုဘသူမှမတီးရဲဘူးတန်ရံမှာကလည်းပထမဆုံးဆဆွဲတဲ့ expect ကားလိုင်းကလည်းပြီးငိမ့်ဆန်းပဲအဂိတ်ကအရင်ကတည်းကမူးယစ်စေးဝါးတွေတည်နေတာလူတိုင်းသိတယ်ခဏခဏလည်းမိတယ် တိုင်းမှုနဲ့မဆာဖဥက္ကဋ္ဌကိုပိုင်တော့ဘယ်သူမှမပြောရကြဘူးအခုကတိုင်းမှုအစ်ကချက်ချင်းအရေးယူတာအခုပြည်ငိမ်ဆန်ကားဂိတ်ကိုလည်းပိတ်တယ်ကားတွေလည်းသိမ်းတယ်လက်ရှိတန်ရန်ဂိတ်ပိုင်းကလူတွေတော့ထွက်ပြေးနေတယ်တောင်ကြီးဂိတ်မန္တလေးဂိတ်ရန်ကုန်ဂိတ်တွေလည်းအကုန်ပိတ်ပြီးဟုတက်တဲ့ရင်းမြစ်ကပြောဆိုပါတယ်တို့ရရင်မူရစင်းနဲ့လက်နဲ့တည်ယူမှုတွေပါဝင်ပတ်သက်နေတော့တန်ရန်မျိုးနဲ့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဘုံမူးနေလင်းမှမူအရေးယူခံရခြင်းမရှိကြဘုံမူးနေလင်းသည်ဘိုတင်နန်းအပတ်စဉ်46ကျောင်းစင်းဖြစ်ပြီးလက်ရှိ ီတယံပြူဟာမှုအသည့်နဲ့တပတ်စင်နဲ့မိတ်ဆွေများဖြစ်ကြ။တိုင်းမှုအသည့်ဘုံမှုချုပ်အင်းမင်းဦးကိုတယံပြူဟာမှုအသည့်ကဘုံမှုနေလေးနဲ့ပတ်သက်၍အာမခံခဲ့တဲ့ဖြင့်လොမြောက်လျက်ရှိကြောင်းသိရပါဗျ။လက်ရှိတွင်တန်ရန်တွင်ရွှေလာရှူမိုးထက်အားကစသဖြင့်ကားလိုင်းများမှလည်းဆက်လက်လေပတ်နေစေဖြစ်ကြောင်းတန်ရန်အခြေဆိုင်ကားလိုင်းများမှစစ်တပ်၏ကြောထောက်နောက်ခံပေးမှုဖြင့်မူရစ်စီလက်နက်နှင့်တရားမဝင်ပစ္စည်းတည်ယူမှုများတွင်တနည်းတစ်ပုံပါဝင်ပတ်သက်လျက်ရှိကြောင်းသိရပါသည်။ တရန်တွင်ကြားဖြတ်ငွေလိမ်ခိုင်းများကိုစစ်ကောင်စီကဖမ်းဆီးအေးအေးယူစစ်ဆေးခရာတွင် ရခိုင်တိုင်းမူဟာဗိုလ်ချုပ်မြင့်ကျော်ထွန်းကလက်ငွေယူခွင့်ပြုခဲ့သည်ဆိုသောစစ်ဆေးမှုရလဒ်များအရာအေးအေးယူခဲ့ကြောင်း တိုင်းဦးစီးချုပ်ဘုံမူကြီးထွန်းအောင်ဆိုမှမူစစ်ကောင်စီအတွင်ရေမူဘိုးချုပ်ကြီးအောင်လင်းထွေးဤတူတော်ဆက်သက်ဖြင့်ပြန်လည်လွတ်မြောက်လာကြောင်းသိရပါသည်2024ခုနှစ်ဒီဇင်ဘာလ9ရက်နေ့စစ်ကောင်စီကရှမ်းပြည်နယ်မြောက်ပိုင်းတန်ရန်မြို့နယ်တိုင်းအွန်လိုင်းအသုံးပြု၍ငွေလိမ့်လည်လုပ်ငန်းလုပ်ကိုင်နေသူတရုတ်နိုင်ငံသား18ဦးနှင့်မြန်မာနိုင်ငံသား28ဦးတို့အားငွေလိမ့်လည်လုပ်ငန်းလုပ်ကိုင်ရာတွင်အသုံးပြုသည့်ဆက်ဆက်ပစ္စည်းများလက်နက်ခဲယမ်းများနှင့်အတူဖမ်းဆီးရမိကြောင်းသတင်းထုတ်ပြန်ခဲ့ပါသည် 2025ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ကလည်းရှမ်းပြည်နယ်မြောက်ပိုင်းမိုင်းရံမြို့နယ်မိုင်းဟဒေတာအတွင်တရားမဝင် online လောင်းကစားနှင့်ကြားဖြတ်ငွေကြေးလိမ်လည်မှုဆောင်ရွက်နေသည့်တရုတ်နိုင်ငံသား22ဦးကိုဖမ်းဆီးရရှိခဲ့ကြောင်းသိရပါသည်။ ဆက်လက်ပြီးစစ်တပ်ကစစ်မှုထမ်းခိုင်းရန်မိဘမိအကြောင်းနဲ့ဘုံကြီးချောင်းများမှလူငယ်များဤစရင်ကိုပါကောက်ခံနေပြီးစစ်တင်နှံတက်ရမည်လူငယ်များကိုကြိုတင်ဖမ်းဆီးထိန်းသိမ်းမှုများလှောက်ဆောင်လာတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်။ဘကူတိုင်းပြည်မျိုးတွင်အကြမ်းဖက်စစ်တပ်ကစစ်မှုထမ်းရန်မိဘမိအကြောင်းများနဲ့ဘုံကြီးချောင်းများတွင်နေထိုင်သောလူငယ်များဤစရင်ကိုပါလိုက်လံကောက်ခံနေကြောင်းဒေသခံပြည်သူများကပြောဆိုပါရယ်။မလာပိုင်းမှာစတင်ကပြည်မျိုးပေါ်တွင်အကြမ်းဖက်စစ်ကောင်စီ၏ ်မြို့နယ်ပြည်သူစစ်မှုတန်းစင့်ခေါ်ရေးအဖွဲ့ဤညွှန်ကြားချက်များဖြင့်မိဘမဲ့ကြောင်းနှင့်ဘုံကြီးကြောင်းတွင်နေထိုင်သောလူငယ်များကိုပါစစ်မှုထမ်းရန်အမည်စရင်လိုက်လံကောက်ခံနေခြင်းဖြစ်ကြောင်းထို့ပြင်စရင်ကောက်ခံမှုနှင့်အတူစစ်မှုထမ်းရမည်လူငယ်များထွက်ပြေးမည်ကိုစိုးရိမ်၍လူငယ်များကိုကြိုတင်ဖမ်းဆီးထိန်သိမ်းပြီးစစ်တပ်ထဲသို့ပို့ဆောင်လျက်ရှိကြောင်းသိရပါသည်ပြည်မျိုးပေါ်ကဘုံကြီးကြောင်းမှနေထိုင်တဲ့လူငယ်တွေနဲ့မိဘမဲ့ကြောင်းကလူငယ်တွေရဲ့အမည်စရင်ကိုတက်ဆိုင်ရာရက်ွက်ရာအိမ်မိုးတွေနဲ့ထွေအုပ်စရေးတွေကဒီရက်ပိုင်းမှာ ှာကောက်ယူသွားတယ်လို့သိရပါတယ်။တချို့ကိုចောင်းတွေမှာလိုက်កောက်တယ်။တချို့ចောင်းတွေကြတော့သွားកောက်ရင်ထွက်ပြေးမှာဆိုလို့ဇယင်တွေကိုရက်ွက်အတွင်းကဆဲအိမ်မူ၊ရအိမ်မူ၊ထွေအုပ်ဆရေးနဲ့ဆရေးမတွေက ရက်ွက်ရုံမှာပဲကိုယ်တိုင်ဇယင်ပြုစုနေတယ်လို့သိရတယ်ဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်။ ်ထို့ပြင်ရန်ကုန်မြို့ကမာရွတ်မြို့နယ်လေတန်းတွင်လည်းလူမိုက်အဖွဲ့များကစစ်မှုထမ်းခိုင်းရန်ဖမ်းဆီးထားသောလူငယ်များကိုမြို့နယ်ထွေအုပ်ရုံးတွင်မှတ်ပုံတင်စစ်ဆေးချက်ယူကာစစ်တပ်ထဲသို့ပို့ဆောင်နေကြောင်းဒေသခံပြည်သူများကသတင်းဌာနသို့ပြောဆိုပါသည်မလာပိုင်းမှာစတင်ကကမာယွန်းမြို့နယ်လှည့်ရန်တွင်အကြမ်းဖက်စစ်တပ်ကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးရန်လွှတ်ထားသောလူမိုက်များကလူသွားလူလာပြက်သည့်နေရာများတွင်အိမ်စည်းကားများဖြင့်စောင့်ကြိုဖမ်းဆီးနေခြင်းဖြစ်ကြောင်းသိရပါသည်။ ထို့သောပေါ်တာဆွဲဖန်းစီထားသောလူငယ်များကိုနနတော်တရာအစင်းရှိမြို့နယ်ထွေအုံယုံတွင်ခိတထိန်ထိန်ထားပြီးနောက်စစ်မှုထမ်းရန်အချမ်းဖက်စစ်တပ်၏စစ်သားစုဆောင်ရေးတပ်များထံသို့ပို့ဆောင်နေခြင်းဖြစ်ကြောင်းပေါ်တာဆွဲဖန်းစီပေးသောလူမိုင်းများကိုလည်းစစ်တပ်ကလူငယ်တအူးဖန်းစီပေးနိုင်မှာကငွေကျပ်3သိန်းပေးဆောင်ကြောင်းသိရပါသည် လေတံမှာလူငယ်တွေဇက်တိုက်ပေါ်တာဆွဲဖမ်းဆီးခံနေရတယ်။ရုပ်ပြက်ဆွေးပြက်ကိုလိုက်ဖမ်းနေတာအကူကပေါ်တင်လို့ဖြစ်လာပြီးကားပေါ်ကိုဆွဲဆွဲပြီးတင်သွားတာသူတို့ကအဲ့လိုပေါ်တာဆွဲပြီးတာနဲ့နက်နက်တော်တတာအစင်းကထွေအုပ်ယုံကိုခေါ်သွားတယ်။အဲ့ယုံမှာသူတို့ဆွဲထားတဲ့သူတွေအပြည့်ပဲပေါ်တာဆွဲဖမ်းဆီးပေးတဲ့လူမိုက်တွေကိုလည်းတယောက်ရရင်သုံးသိမ်းပေးတယ်လို့သိရတယ်ဟုလေတံတွင်နေထိုင်သောကမာယွမျိုးနယ်လုံးဆိုင်ရာပရာဟိတအဖွဲ့ဝင်တအူးကပြောဆိုပါတယ်။ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံး မဲရှင်လန်ချက်မိကြပါစီရှင်။